ကဲဒီနေ့မှာတော့နိုင်ကတံပေါက်အရန်ကြိုက်တဲ့သူတွေအတွက်အပြင်မှာလဲဝင်စားခြင်းဘူးဈေးတက်တတနဲ့ပဲအိမ်မှာပဲစားခြင်းနဲ့သူတွေအတွက်ပေါ့နော်အခုနိုင်တုံးထားတဲ့တံပေါက်ထုတ်ကလေးอ่ะဆိုရင် အရန်လဲကောင်းတယ်သူက9ရောက်လောက်စားလို့ရတယ်လို့လဲရေးထားတယ်ပေါ့နော်ပြီးရင်ဒီမှာနောက်မှာဆိုရင်အညွှန်းလေးတွေလဲပါတယ်ပေါ့နော် ကယ်အခုလိုမျိုးအထုတ်ထဲမှာဆိုလို့ရှိရင်လေစုံစီနေအောင်ပါတယ်ပေါ့နော်လိုအပ်တဲ့တစ္စည်းတွေတထုတ်ထဲနဲ့အပီးစီးပါတယ်အဲ့တော့ဗာလေးတွေပါမလဲဆိုတော့နိုင်ကူထုတ်ပြရလို့ပဲအဆုံးပါပါတယ် ြီးရင်သူကလေမွေးနေအောင်လို့ထောပတ်စီနဲ့ရိုးရိုးစီလေးနဲ့ထည့်ပေးထားတဲ့အတွက်ကြောင့်မို့အရန်အဆင်ပြေပါတယ်။ကဲအဲ့တော့နိုင်ကအညွန်းတိုင်းစားချက်မယ်ပေါ့နော်။အကုံလုံးကိုထည့်ပြီးတော့စီတက်မယ်။စီတက်တဲ့နေရာမှာလေနိုင်ကအယောင်နဲ့ပြီးရင်စပစ်တီးချောက်တို့တီယိုစီချောက်တို့ကိုဆန်ကြက်မှထည့်မယ်ပေါ့နော်။ဓာန်ပေါက်ဆန်ကြက်တော့မှပဲထည့်ပါမယ်။ ကဲအခုလိုမျိုးစီးတက်ပြီးသွားပြီမွေးနေပြီဆိုလို့ရှင်တော့နိုင်ကရေစိမ်ပြီးတန့်စင်အောင်စီးထားတဲ့ဆန်ကိုတခါလေးရောပြီးတော့လော်လိုက်ပါမယ်အဲ့ကြောင့်မှဒံပေါင်းနံလေးမွေးနေအောင်လို့ပါကုန်လုံးလော်လို့လည်းပြီးပြီဆိုတော့နိုင်ကပေါင်းဦးထဲမှာတချာလေးထည့်ပြီးရင်တော့ရေကိုလေးဆန်အခုလိုဆန်ချိန်ခွက်ကလေးနဲ့6ခွက်ထည့်လိုက်ပါတယ် ပြီးရင်တော့အခုလိုအနေထားရပြီဆိုရင် ဆောနာကဖဲထုတ်ထားတဲ့စပစ်တီးချောက်တို့တီယိုစီချောက်တို့အယောင်တို့ထည့်ပြီးတော့ပြန်ပြီးတော့အုပ်ထားပေးမယ်နော်ကဲတံပေါလေးလေးတည်ထားအောင်ဆိုတော့နိုင်ကကြက်သားမဆလာချက်ဖို့အတွက်ကြက်သွန်အနီစီတက်ပါမယ်။တကြပိုးကောက်လေးထည့်ပြီးတော့ကြက်သွန်အနီလေးကိုကြက်သွန်အနီအခုလိုမျိုးအယောင်လေးဖြစ်လာတဲ့ဒီစီတက်ပါမယ်နော်။အဲ့ကြမှာကြက်သားမဆလာလေးကမွေးနေမှာပါ။ ြီးရင်တော့နောက်ဆုံးအနေနဲ့ချက်သားကိုအရသာနဲ့မဆလာထည့်ထားတာတွေနဲ့ရောပြီးလုံးပြီးတာနဲ့ရေလေးထည့်ပြီးတော့နူးဤနေအောင်ချက်ပါမယ်။ကဲခုလိုနေရပြီဆိုတော့စားလို့ရပြီဆိုတော့အကုန်လုံးကိုပကံထဲမှာထည့်ပါမယ်။နိုင်ကလေးအနစ်များများလေးစားချင်တော်မူလို့အနစ်ကလေးများများလေးချက်ထားတယ်ပေါ့နော်။ကဲအဲ့တော့9ခုလိုမျိုးချက်စားတဲ့လိုမျိုးအိမ်မှာပဲတံပေါက်ကိုလွယ်လွယ်ကူကူချက်စားခြင်းနဲ့ဆိုလို့ရှိရင်တော့တံပေါက်ထုတ်ကလေးကိုညွှန်ထားပြည်တယ်เนาะဝယ်စားကြည့်ကြပါ